ကေရိုလေတည်နေတဲ့အလောင်းနေစီရနေပြီးတော့ဒင်းလုံးစားတွေကိုရှာရင်ကျောင်းတော်ထိခိုက်ပျက်စီးမှုအတွက်နန်နီကတ်ကိုတောင်းပန်နေပါရီဒင်းလုံးစားတွေအရတော့လာပြီးတော့တိုက်ခိုက်တဲ့သူတွေကရေဒီနီယာတိုင်းပြည်ဟာဆိုတာကိုသိခဲ့လိုက်ရပါတော့တယ်နန်နီကတ်ကလည်းကေရိုရဲ့လက်ကဒံယာကိုစီးကူပေးနေရင်စီရီလာရဲ့စွန်းအားအရန်ကြီးမားနေရာအကြောင်းတတိထားဖို့ပြောလိုက်ရင်ရေဒီနီယာတိုင်းပြည်ကိုအမြန်ရောက်အောင်မှုံမိုးဝါတစ်ခုဖြန့်ပေးပြီးကူညီပေးဖို့စီစဉ်လိုက်ပါတယ်တဘမှာလေမိုးဝါနဲ့ထွက်ပြေးသွားတဲ့ရန်နီဖာနဲ့စီရီလာတို့ကလူသူမရှိတဲ့အိမ်တလုံးထဲကိုရောက်သွားခဲ့တယ်လို့ ဆိုရန်တောင်ကုန်းစစ်ပွဲဖြစ်နေချိန်ကသူ့ကိုကဲထားခဲ့တဲ့မိမရဲ့အိမ်ဖြစ်နေမှန်းစီဝဲလာကမှတ်မိသွားခဲ့ပြီးတော့အဲ့ဒီအိမ်မှာပဲရန်နီဖာနဲ့ဂေရိုတို့ကိုအာယုံရခဲ့တဲ့အတွက်ဂေရိုနဲ့စုံစည်းခွင့်ရခဲ့တဲ့အကြောင်းမှာရန်နီဖာကိုပြောပြလိုက်ပါရီအကန်တခုထဲမှာမီးလောင်ကျွမ်းပြီးတော့တည်နေတဲ့အလောင်းနှလောင်းကိုမြင်လိုက်ရအောင်ရီနက်စ်ရောက်လာခဲ့ပြီးအကုန်လုံးတက်သွားပြီဆိုတာရန်နီဖာတီးသွားခဲ့ပါပြီအချိန်ကြီးရဂေရိုတာအဖမ်းခံထားရင်အချိန်မီကိမရမယ်လို့ပြောတဲ့အခါမှာစီဝဲလာကလည်းစိတ်ပူသွားပြီးအပြင်မှာရှိနေတဲ့မြင်းနဲ့တူတူထွက်သွားဖို့လှုပ်လိုက်တယ်လို့ ရန်နီဖာကလည်းစီဝဲလာအန်နီရဲ့ဂျုံခဲ့ရင်ဂေရိုကသူ့ကိုတစ်တလုံးခွင်းလွှတ်တော့မှာမဟုတ်လို့အတူတူလိုက်လာခဲ့ပါရီအဲဒီအချိန်ရန်နီဖာရဲ့နားရင်မှာတော့စီဝဲလာကိုစင်ထရာပေါင်ခေါ်လာခဲ့ဆိုတဲ့ဒုတ်ထရအဖွားရဲ့အတိုင်းပဲကြားနေခဲ့ပါရီအရီဒူဇာမှာလည်းထက်စီဘာတဲ့မော်တင်းခေါင်းဆောင်ဗေဂါ4ကကြိတ်ပုံးခုတ်ပြီးလို့အနားယူနေချိန်ရီဒီနီယာဘရင်ရဲ့အကြံပေးဒေးစရာရောက်နေလို့မော်ပညာဆိုင်ရာအစည်းအဝေးတစ်ခုလုပ်အောင်မှာပါလေးချင်ရေးကွေးကိုလိုက်ကြည့်စစ်စင်းနေတော့ ဗိုလ်ချုပ်ကစင်ထရာတိုင်းပြည်တို့ရောက်လာတဲ့နယ်တငယ်တွေရဲ့ကြားထဲမှာဒရှူရီပါလာနေတဲ့အကြောင်းပြောပြလိုက်ပါရီမဟာမိတ်ကာလမှာမဟုတ်တန်းတရားတွေမပြောဖို့ဖရန်ဂျီလာသတိပေးလိုက်ပါသေးတယ်။ဒါမှလည်းဒရှူရီကြောင့်ရီဒီနီးယားစီသတင်းပြန့်နေတာကအမှန်တရားဖြစ်နေခဲ့လို့ဖရန်ဂျီလာဘက်ကနေပြီးတော့ကာကွယ်ပေးနေခဲ့ပေမယ့်နယ်တငယ်တွေစန့်ကျင်ပုံငန်းမှုလုပ်တာနဲ့အကုန်လုံးပြန်ပြီးတော့ထိမ့်သိမ်းမှရတော့မေးလို့ပြောရင်းနဲ့ရှေ့ဆက်လျှောက်လာခဲ့ပါရီမြေယိုးပေါ်ရောက်လာတဲ့အခါမှာတော့ဗိုလ်ချုပ်ကဒရှူလို့ထင်နေတဲ့လူတွေကိုကျိုးပိတ်တပ်ပစ်နေရမြင်ပြီးတော့ဖရန်ဂျီလာလည်းစိတ်မကောင်းဖြစ်သွားခဲ့ပါရီ တပတ်မှလည်းဂေရောကနန်နီကက်စီကနေပြီးတော့မိုးဝါနဲ့ရီဒီနီယာချုပ်ကန်းစီကိုရောက်လာခဲ့ပြီးပကန်နေတီးပြီးတချင်းဆူနေတဲ့ဂျက်စကီယာကိုအဆောင်နေလက်ထဲကနေပြီးတော့အမြန်ဆုံးကယ်ထုတ်လာခဲ့ရပါတယ်။အရင်ကလမ်းခွဲခဲ့တဲ့ဆိုပေမဲ့ဂေရောနဲ့စုံစားကန်းဖွင့်တဲ့အချိန်ဒီမှာတချင်းအစစ်မှန်နေရခဲ့တဲ့အတွက်ဂျက်စကီယာကဒူရီယန်ပြီးလိုက်သွားခဲ့ပါတယ်။ဇီဝလာကမြင်းကိုအချိန်ကုန်မောင်းပြီးသွားနေလို့ရန်နီဖာအဖြစ်ဖြစ်မမှန်သွားဖို့တတိပေးရပါတယ်။လမ်းခီးမှလည်းဂေရောဟာသူ့တပွားလုံးမှမရှိခဲ့တဲ့အဖေအစားရခဲ့လို့ပဲဆိုတာကိုဇီဝလာကပြောပြခဲ့လို့ အချက်လိုမီအတအများရဲ့အတွက်ကွဲကွာခဲ့ရတဲ့သူတို့နှစ်ယောက်အဖြစ်ကိုလေရန်နီဖာတဖန်ပြန်ပြောပြခဲ့ပါရီစင်ထရာမာဖရန်ချက်စကာနဲ့ဗီလာဗန်ထရီတို့ကကလေးနဲ့ကြည်နူးနေတော့မှလက်တငယ်စစ်သားတွေလေးကျင်ရင်ကိုမလာတာအမိတ်ဖီဆန်တဲ့အကြောင်းဖရန်ဒီလာရောက်လာပြီးတော့ပြောလိုက်တယ်လို့ဖီလာဗန်ထရီကလက်တငယ်စစ်တီတွေကနက်ကာအတွက်အသေးကန်စစ်တိုက်ပေးဖို့မဟုတ်ဘူးလို့ပြောလိုက်ပါရီအဲနောက်တော့ဖရန်ချက်စကာကတောဦးတခင်မစီမှာသဘောတူခဲ့တဲ့အကြောင်းပြချက်တွေကိုမမိဘူးနဲ့သူတို့နှစ်ယောက်လုံးရဲ့ရည်ရွယ်ချက်ကိုမေ့လို့မဖြစ်ဘူးလို့ဖရန်ဒီလာကိုပြောလိုက်တယ်လို့ NEF က A-grade မီလီယံဖြူဝပဲသူတို့ရဲ့ရည်ရွယ်ချက်တွေကိုပြည်အောင်လုပ်ပေးမဲ့တော့ချက်ဖြစ်လို့အခုချိန်မှာနှစ်ယောက်ပူးပေါင်းမှရမယ်ဆိုပြီးတော့ Frangie လာပြန်ပြောလိုက်ပါရီ Reducer ကို Desra ရောက်လာပြီးတော့ရှေးပြင်းနမိတ်တွေအရနတ်ငယ်တွေကကလေးမိုးရနဲ့အဲ့ဒီကလေးဟာကဘာဖြတ်ကိန်းတဲဆောင်သူဖြစ်နိုင်တဲ့အကြောင်းပြောလိုက်ပါရီ Street Cable ကလည်းနတ်ငယ်တွေကိုမုန်းနေတယ်သူမလို့ထောက်ခံလိုက်တယ်လို့ Adorius ကလည်းတည်င်းအတိုင်းဆိုရင်တော့နတ်ငယ်တွေက NEF ကနဲ့ပူးပေါင်းထားတာကြောင့်မလို့ရန်သူပိုဖြစ်နိုင်ရတဲ့အတွက်စစ်တိုက်ဖို့အားတန်နေခဲ့ပါရီ ဒေးစရာကတော့သူ့ရဲ့တရင်းတွေကအမြင်နဲ့မှန်နေတာဖြစ်လို့တက်တည်ပြရမယ်ဆိုရင်အရီဒူဇာမှာဘီယင်ဖိုတက်စ်ရဲ့မော်ဆီယာမမေရီဂိုးစ်ပြန်ရောက်နေရပါသိနေရလို့ပြောလိုက်ပါရီသူတယောက်တည်းသိထားတဲ့တရင်းဖြစ်တာအကြောင်းမလို့ဒက်စီရာကလည်းညင်းစရာအခွင့်မသားတော့ပါဘူးနန်နီကအကြောင်းတော်ကထွက်ပြေးလာတဲ့ရီနက်စ်ကအလုရှင်နဲ့ဒိုက်ရိုက်တွေ့ချင်တာအကြောင်းမလို့ဝစ်ချာတရီပြောင်းစီရီကိုလီဒီရာစီပြေးလိုက်ပါရီလီဒီရာကစီရီကိုလက်ထဲကိုထည့်လိုက်ပြီးတော့မော်ဂါလာတစ်ခုကိုရွတ်ပြီးတော့သွေးနံခံဖို့လှုပ်ချိန်မှာစီရီကမော်ပညာနဲ့ဓမ္မတက်ဖြစ်ကာ လေတီရွာလေးမျက်နှာတစ်ချမ်းမီးလောင်သလိုဒဏ်ရာနဲ့လေးကြသွားခဲ့ပါရီခီးစားလာကြတဲ့ဂေအိုရူကကြောက်တောင်ကြားကရီအိုင်တစ်ခုကိုရောက်တဲ့အခါမှာရီချိုးဖို့နားလိုက်ကြရင်ရီဒီနီးယားမှာရန်နီဖာနဲ့စုံခဲ့သလိုမော်ဆွမ်းမရှိရတဲ့အကြောင်းအသေးစိတ်ကိုဂျက်စကီယာကပြောပြရင်အပန်းခံနေရတော့ကတောဒီမိခင်ဒီလိုရေရွရင်ပျောက်သွားတဲ့အကြောင်းကိုပါထပ်မံပြောပြလိုက်ပါရီအဲတော့မှရန်နီဖာကတေချင်းမဲ့မိခင်လိုခေါ်တဲ့မိစာမဗိုလမီယာနဲ့အပေးယူလှုပ်ထားလို့အဲ့ဒီမော်ဂါရာကိုရုတ်ဖက်လိုက်တာဆိုပြီးတော့ရှင်းပြလိုက်သလို့ ဗော်လမီရွာကနာကျင်မှုကိုစားသုံးတဲ့နတ်ဆိုးဖြစ်လို့တကားမရှိတဲ့တဲအိမ်တွေမှာပထမဦးဆုံးဖြစ်လာတဲ့ဝှေ့ချာတွေကဖမ်းချုပ်ထားတဲ့အကြောင်းမှာရှင်းပြလိုက်ပါရည်။ရန်နီဗာလိုမျိုးနှလုံးသားမရှိတဲ့သူကအဘေးကိုလှုပ်လောက်မယ်လို့ဂျက်စကီယာကထင်နေခဲ့ပေမယ့်အချစ်တွေမကုံသေးတဲ့ဂေရော့ကတော့မလှုပ်လောက်ပါဘူးလို့ပြောရင်စင်ထရောအမြန်အဆုံးလိုက်ကြဖို့လှုပ်လိုက်ကြပါရည်။အဲဒီနောက်မှာတော့ဂေရော့တို့ကပန်စီဂရင်ဦးဆောင်တဲ့လူပုလီအဖွဲ့နဲ့တွေးဆုံခဲ့သလို ဂေရော့ကိုခင်းမင်းလေးစားရဲ့အတွက်တိုက်ပွဲဝင်ရမယ်ဆိုရင်လည်းအသင့်ဖြစ်နေအောင်မြင်းရွာသူတို့လူမှုအဖွဲ့ပါအင်အားဖြည့်ပေးထားမယ်လို့ပြောလိုက်ပါတယ်။ရန်နီဖာနဲ့စီဝေလာတို့ကစင်ထရာကိုတွားရင်းနဲ့တံတားကျိုးနေတဲ့ရေဒဂွန်တစ်ခုစီကိုရောက်လာခဲ့ကြပါတယ်။ရန်နီဖာကစီဝေလာကိုဂါရာတစ်ခုတင်ပေးပြီးတော့ကျိုးနေတဲ့တံတားကိုကောင်းသောအောင်လှုပ်ခိုင်းလိုက်ပေမယ့်စီဝေလာမျက်လုံးထဲကသွေးရည်ရှန်ကျလာခဲ့တာကြောင့်မလို့တားလိုက်တဲ့အချိန်မှာစိတ်တို့သွားတဲ့စီဝေလာတယောက်ဒေါသထွက်ပြီးတော့အော်ဟစ်လိုက်တဲ့အခါမှာဒရုန်းတစ်ယောက်စလုံးကမြင်းနေပါတပတ်ကန်းကိုအလိုလိုရောက်သွားပါတော့တယ် အဲတော့မှစီဝေလာရဲ့ပုံကွယ်နေတဲ့မော်ဆွမ်းအားကြီးမားမှုကိုရန်နီဖာသတိထားမိသွားရင်လေသူလုံးနေရာတွေကမှန်မှန်မှန်ဒရီယာဖြစ်သွားပြီမေမော်ဆွမ်းကိုပြန်လုံခြင်းတဲ့စိတ်ကအရန်ကြီးမားနေရာကြောင်းစင်ထရာစီယိုတာဆက်ပြီးတော့ထွက်လာခဲ့ကြပါရီအရီတူဇာမှလည်းထက်စီရာကမေရီဂိုးစ်ကိုအတိတ်ကအကြောင်းတွေကိုပြန်ပြောင်းပြောပြရင်ချုံမုံနေပြီးတော့စီဝေလာနဲ့ပတ်သက်လို့တီးခဲ့သမျှကိုပြောပြပေးဖို့တောင်းဆိုနေတော့မှပဲမဆောင်နိုင်တော့တဲ့ဗေဂါဖိုးကဝင်လာပြီးတော့စီဝေလာအကြောင်းအကုန်ပြောပြပေးဖို့မေရီဂိုးစ်ကိုမေးလိုက်ပါရီ မေရီဂိုးစ်ကလည်းထက်စီရာနှုတ်မလုံတာသိသွားပြီးတော့စိတ်မကောင်းဖြစ်သွားသလိုယုံကြည်မှုကိုအလွဲသုံးစားအလောက်ခံခဲ့ရတာကြောင့်မလို့ဘာမှမပြောဘဲထွက်သွားပါတော့တယ်။ထက်စီရာကလည်းဗေဂါ4ရဲ့ဒေါသရကြီးဖြစ်နေတာကိုမြင်ပြီးတော့အယမ်းယုံကြည်ထားလို့မရတော့ဘူးဆိုတော့နားလေသွားခဲ့ပါတော့တယ်။ဗေဂါ4ကလည်းစီရီလာနဲ့ပတ်သက်ပြီးတော့အယမ်းစိတ်လုံရှားနေတာသူ့ကိုယ်သူသတိထားမိပြီးပြန်ထိန်ပြီးတော့သူ့ကိုယုံကြည်ပေးဖို့ထက်စီရာကိုပြန်ချော့လိုက်ပါတယ်။ဖရန်ဂျီလာကနက်ဖ်ကားရဲ့သူ့ပေါ်အရင်လိုမဟုတ်တော့တဲ့အတွက်သူ့ကိုကူညီဖို့ပြောလိုက်တာကြောင့်မလို့တူမာရင်းဖြစ်ပေမဲ့ ဖရန်ဂျီလာရဲ့မော်သင်းတော်ပေါ်မှာတစ္ဆာဖောက်မှုကိုထူးခြေလွာတင်ပြီးပြန်လာဖို့တောင်းပန်ရင်လက်ခံပေးမယ်လို့အာတိုရီယက်စ်ကပြောလိုက်ပါရီရေဒီနီယာအတွက်တရှိုးလုတ်ပေးနေတဲ့ဒါရာကစင်ထရာမှာတခြားနှစ်ငွေတွေကိုတရှိုးလို့ဆွဆွဲပြီးတော့အသက်ခံနေရတာမကြည့်ရတော့တဲ့အတွက်ဆက်ပြီးတော့မလုတ်တော့တဲ့အကြောင်းဒိငကကတဆင့်သူနှုတ်ထွက်ကြောင်းသတင်းပေးလိုက်ပါရီနန်တော်ခမ်းမာရီမှာမီလီယံဖြူအမီရာစင်ထရာကိုအလေးလာမှမလို့ပွဲပြင်စင်ရင်ဘိုးချုပ်ကဂဟဲရဲ့နာမည်အရင်းဖြစ်တဲ့ဂဟီယာလို့ခေါ်မိအကြောင်းပြောလိုက်ရင်းနဲ့ အမီရာရောက်လာတဲ့အခါမှာဖရန်ဂျီလာရဲ့လောက်ရက်တွေကိုပြောပြပြီးတက်ခိုင်းမယ်လို့ပြောလိုက်ပါရီဂဟီရာကမြောက်ပိုင်းတိုင်းမိနဲ့စစ်ဖြစ်နေတဲ့အချိန်ဖြစ်တဲ့ပြင်စီရယ်လာကိုရှာပြီးတော့အမီရာရဲ့လက်ထဲကိုထည့်ပေးရမှာဖြစ်လို့အချင်းချင်းစီးလုံးရမယ်လို့ပြောလိုက်ပါရီဘောချုပ်ကဖရန်ဂျီလာတေရာစောင့်ကြည့်ပြီးတော့မှပဲဆက်လုပ်မယ်လို့ဂဟီရာကိုပြောလိုက်တဲ့အချိန်မှာပဲဝိုင်းထဲမှာရှိတဲ့လူတွေအကုန်လုံးကအကြိုးတွေတီးသွားပြီးတော့မလုံနိုင်မကင်နဲ့နဲ့ငြိမ်သွားကြပါတော့ရီအဂျန်စီကိုရိပ်မိနေတဲ့ဖရန်ဂျီလာကတော့အကြိုးတည်နေတဲ့ဘောချုပ်နဲ့တခြားတပ်မှုတွေကိုတယောက်ချင်းစီဈေးမြင့်နှပြေတက်ပစ်လိုက်ပါတော့ရီ ကိရာကိုတော့မတက်ဘဲခြံထားလိုက်ပြီးအမီရာရောက်လာခြင်းသူ့ဘက်ကရှေ့နေလိုက်ပြီးပို့ပြောရင်းနဲ့ထွက်သွားခဲ့ပါလေ။အဲဒီအချိန်မှာပဲတေချင်းမဲ့မိခင်ဗောလမီရာကတော့သူ့နဲ့အပေးဦးလုပ်တဲ့လူတွေကြောင့်တခြားလူတွေနာကျင်ရပြီဆိုတာနဲ့သူ့ရဲ့အစွမ်းတွေတဖြည်းဖြည်းပြန်လဲရလာနေခဲ့ပါလေ။ရီဒီနီယာနန်တော်မှာဘရင်ဗစ်မဲစီကိုဒေးစရာနဲ့တင်းငံရောက်လာပြီးတရှိုးလုပ်ပေးမဲ့သူမရှိတော့ပေမဲ့စင်ထရာမင်းသမီးစီရယ်လာကိုနက်ကာရီကအသေးအံရှာနေရာကြောင့်စီရယ်လာကိုသာရရင်စင်ထရာထီးနန်းကလည်းဘရင်အပိုင်ဖြစ်ပြီးလို့သတင်းစကားအကုန်လုံးပြောပြလိုက်ပါရီ။ နက်ဖ်ကနဲ့အရီဒူဇာကိုရန်တိုက်ပေးခဲ့ပြီးဖြစ်တယ်လို့ဗီဂါဖိုးနဲ့ထက်စီရာတို့ကလည်းကြိတ်ပုံးခုတ်တဲ့ဇလန်းတွေရှိနေတဲ့အတွက်စထရစ်ဂေဗောလိုမျိုးဒေါသမထိန်နိုင်တဲ့လူကိုအတုံးချပေးလိုက်မယ်ဆိုရင်အရီဒူဇာကအချင်းချင်းသွေးကွဲသွားပြီးတော့ဘယ်ဘက်ကဆန်းဆန်းရီဒီနီယာတို့အတွက်အမျက်ကြီးပဲဖြစ်နေပါလိမ့်ဂေရိုတို့အဖွဲ့လည်းစင်ထရာကိုဥတီသွားနေတော့မှာဂျက်စကီယာကစီဝဲလာကိုအခုမှအရန်နေကဲကျင်နေတဲ့ဂေရိုကိုမိကုန်နေထုံနေခဲ့လို့အရင်ကတွေးထားတာမှားနေခဲ့တယ်လို့အခုချိန်မှာတမင်းရင်တယောက်လိုဖြစ်နေပြီမလို့စောင်းရှောက်ရမယ့်တာဝန်ရှိတယ်လို့ ချစ်သူဖြစ်ခဲ့မှုတဲ့ Randy Far ရံပြုခဲ့ရင်တောင်တက်ပြလိုက်ဖို့ဝင်မလေးဘူးလို့ပြောလိုက်ပါတယ်။ Randy Far ကြောင့်ဒုက္ခတွေခဏခဏရောက်ခဲ့ရလို့ Jeskier ကတေးစီခြင်းမိမဲ့တကယ်ရမ်းတော့လည်းမလုပ်ရပါဘူး။ကေရော့ကိုရိုင်းကလည်း Randy Far ကိုတည့်ရမအချင်းမပြတ်ခဲ့တာကြောင့်တကယ်တတ်ရမယ်ဆိုရင်လည်းတတ်ရမယ်မထင်ပါဘူး။ဒီဘက်ကိုကြည့်မယ်ဆိုရင်တော့ Randy Far နဲ့ Sirella တို့က Sintra ရဲ့မြို့ပြင်တော့ရောက်လာခဲ့ပြီးတော့ Sintra နန်းတော်ကြီးကိုလမ်းမျောကြည့်ရင်လည်းမြေကြီးအကွဲကျောင်းသားမှာရှိနေခဲ့တဲ့အကောင်းဆုံး Stair Site တတ်တုမွန်နိုလစ်ကြောက်တိုင်ကြီးကသူ့ကြောင့်ပျက်စီးသွားခဲ့ရတယ်လို့ပြောလိုက်တာကြောင့်မလို့ ရန်နီဖာတယောက်စီဝေလာရဲ့အစွမ်းအောင်အံ့ဩတုံ့လို့သွားပါရီပြီးတော့မှရန်နီဖာကလည်းစီဝေလာကိုသူခေါ်လာတဲ့လောက်ရပေါ်မှာတွေးဝေနေခဲ့ပေမဲ့လူချင်းကွဲသွားရင်မော်စွမ်းအောင်မမေ့ပဲအတုံးချဖို့သတိပေးလိုက်ပါရီအဲနောက်မှာတော့စီဝေလာတို့ကမြင်းပေါ်ကဆင်းပြီးတော့လမ်းလျှောက်လာနေတုန်းမှာရန်နီဖာကအသေးစိတ်လွတ်လိုက်ပြန်ဝင်လိုက်နဲ့လဲကြမလို့ဖြစ်နေတဲ့အတွက်စီဝေလာကလည်းရန်နီဖာရဲ့လက်ကိုထိမ့်ပေးလိုက်ပါရီစီဝေလာရဲ့မသိစိတ်ကမော်ပညာနဲ့ရန်နီဖာရဲ့လောက်ရတီမှားနေတာကိုခံစားမိလိုက်တယ်လို့ ရွေးစရာမရှိတော့ဘဲ Randy Far လဲ Sintra မှာ Gero မရှိဘဲညာခေါ်လာခဲ့တဲ့အကြောင်းကိုအမှန်တမ်းပြောပြလိုက်တာအကြောင်းမလို့နန်နီကကျောင်းတော်တော့ကမီးမော်ဆရာကိုလမ်းပြခေါ်လာတာ Randy Far ဆိုတာရိပ်မိသွားပြီးတော့ဒေါသထွက်လာတဲ့မြေကြီးကအကွဲကြောင်းကြီးဖြစ်သွားက Sintra မျိုးရိုးထိကွဲအပ်သွားပါတော့တယ်အဲဒါကြောင့် Sintra ရဲမက်တွေရောက်လာခဲ့ပြီးတော့ Randy Far ကိုဖမ်းဆီးဖို့ကြိုးစားခဲ့ကြလို့ Randy Far သူ့ရဲ့အမအတွက် Serial ကိုကာကွယ်ပေးရင်ရဲမက်တွေကိုပြန်လဲတိုက်ခိုက်ဖို့ကြိုးစားပေမယ့်မော်ပညာမရှိလို့ရဲမက်တွေရဲ့တိုက်ခိုက်တာကိုခံနေရပါတယ် အဲဒီအချိန်ဂေရိုးနဲ့လူပူလေးတို့အဖွဲ့ရောက်လာပြီးတော့ရဲမက်တီကိုတယောက်ပြီးတယောက်ဇီးဝင်ချွေပေးလိုက်ပါတော့တယ်။ဂေရိုးတို့ကလည်းစီဝေလာစီသွားပြီးတော့ရဲမက်တီကိုညီကုန်းချုပ်ပေးလိုက်ရင်ဒေးလာနေတဲ့ရန်နီဖိုင်ရဲ့လေပင်ကိုပါဓာတ်နဲ့ထောက်ထားလိုက်ပါတယ်။ပြီးတော့မှဂျက်စကီယာလူပူလေးတို့အဖွဲ့နဲ့တူတူကာမိုဟန်ကိုပြန်လိုက်သွားဖို့စီဝေလာကိုပြောလိုက်ပါတယ်။အဲဒီနောက်တော့ဂေရိုးကလည်းအပေးယူရုပ်သိမ်းတဲ့ဂါရာကိုပြန်ရုပ်ဖို့ရန်နီဖိုင်အမိန်ပေးလိုက်တာကြောင့်မလို့ရန်နီဖိုင်ကလည်း အနန္နပတိယအပတိတိတိနာအပတိယလို့ရေးယူလိုက်ရပါတော့ဒီစင်ထရာနန်းတို့တွေမှာအိမ်မဆိုးကလန်လုံးသွားတဲ့ Francesca တယောက်တို့ရဲ့ရင်သွေးလေးအသက်ခံနေရတာကိုတွေးသွားခဲ့တယ်လို့နှစ်တီကြာမှကလေးတယောက်အဖက်တင်နာကြောင့်အယမ်းနာခြင်းပြီးယူကျုံးမရငိုကြွေးနေခဲ့ပါတော့ဒီနဆိုးနဲ့အပေးကိုလှုပ်ထားတဲ့ Francesca ကိုကိုယ်တိုင်အယမ်းနာခြင်းသွားတဲ့အခါ Volmia ကလည်းနာခြင်းမှုတွေကတဆင်စွမ်းအားတွေပြန်လေရလာခဲ့ပြီးတော့အချုပ်နောင်ကနေလွတ်မြောက်သွားပါတော့ဒီ ရနီဖာဂါရာရွတ်ပြီးရနေဒုတ်ထဲကတိန်အင်လေးစီဂေရိုးကိုရောက်သွားခဲ့ပေမဲ့တိန်အင်လေးကမီလီနေပြီးတော့ဗောလမီရာကတော့လွတ်မြောက်သွားခဲ့ပါပြီဂေရိုးကလည်းသူတို့မျိုးဆက်ရဲ့ပထမဆုံးဝှက်ချတွေစူပေါင်းဖမ်းထားရတဲ့ဗောလမီရာနက်ဆိုးကအခုဆိုရင်တော့နာကျင်မှုတွေကိုစားသုံးလို့ဝှသွားပြီးလွတ်သွားခဲ့ပြီလို့ရနီဖာကိုပြောပြလိုက်ပါတယ်တပတ်မှလည်းကာမွန်ဝမ်စီကိုပြန်နေတဲ့စီဝဲလာရုစီကိုဗောလမီရာနက်ဆိုးကရောက်လာပြီးတော့ဝင်ပူးလိုက်တာကြောင့် စီဝဲလာတယောက်စိတ်နဲ့ကိုယ်နဲ့လွတ်သွားပြီးတော့နက်ဆိုးရဲ့မျက်လုံးနဲ့ကာမိုဝမ်စီကိုခီးဆက်ရင်ဇလန်တစ်ပိုင်းကလေထက်မှန်ပြီးဆုံးလို့သွားခဲ့ပါတယ်ခင်ဗျာကြော်ညာလေးတစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါစီဗျာခီးထွက်လာပဲဖြစ်ဖြစ်အလုတ်ကိစ္စနဲ့ပဲဖြစ်ဖြစ်ထိုင်းနိုင်ငံကိုရောက်လာခဲ့ရင်မြန်မာအစားအစာလေးတွေကိုအေးအေးဆေးဆေးစားသုံးလို့ရမယ်စားတောက်ဆိုင်လေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီအိမ်စားတောက်ဆိုင်လေးမှာဆိုရင်တော့မြန်မာရိုးရာစားတောက်တွေကိုဝိုင်းစပိုမှုကြီးတွေကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးတာဖြစ်လို့အရာသာကတော့အကြိုက်တွေ့ရမယ်ဆိုတာသိကြပါပဲ မြမအစားစားတွေမကထိုင်းယူအစားစားတွေကိုလည်းမာယူနိုင်ပါ रे အစားတိုင်းဆိုရင်တော့အဆင်မပြေဘူးဆိုသူများတို့လည်းအဖျော်ရမကများလည်းသုံးဆောင်နိုင်ပါသေးတယ်ဒါတွေမလားဆိုရင်တော့ပဲဟုတ်မလဲဗျာဒီအိမ်စားသောက်ဆိုင်မှာနေခြင်းပေးအခန်းကားဝင်ဆောင်မှုကိုလည်းအသက်တာဆုံးနှုံထားတွင်နဲ့စီစဉ်ပေးထားပါသေးတယ်နောက်ထပ်တစ်ခုကအလဲဗီဇာတက်တန်းတိုးခြင်းသေးတာလားအလဲဗီဇာကလည်းရေရှည်နေလို့ရမယ်ဗီဇာတစ်ခုခုကိုပြောင်းလဲခြင်းသေးတာလားအေးစေးကလေးမွေးလို့ဆိုရအောင်စားဖစ်တွေရှိပါသေးတယ်နောက်ဆုံးချက်အနေနဲ့တင်းတော်တဲ့ဈေးနှုန်းကောင်းမွန်တဲ့ဝင်ဆောင်မှုတွေနဲ့စီစဉ်ပေးနေတဲ့ခီးသွွားဝင်ဆောင်မှုပါဝင် လီစိတ်အချိုပိုပစ်ကပ်စားဖြစ်လည်းရှိပါသေးတယ်ခင်ဗျာဒီအိမ်စားသောဆိုင်ကနေထိုင်းနိုင်ငံနာမည်ကြီး Icosia Mall ကို BDS နံပါတ်တိုင်းစီးရုံနဲ့ရောက်မှလည်းဖြစ်ပါတယ်ဒီအိမ်စားသောဆိုင်လေးကိုလာမယ်ဆိုရင်တော့ဝင်ဝင်ရိုက်မှတ်တိုင်းဒီ BDS စီးလာပြီးတော့အင်ဂျင်နံပါတ်4ကနေဆင်းလိုက်တာနဲ့ရှင်းနာကမြင်နေရတဲ့ခွန်တော်မူရီလေးလမ်းတဲကိုဝင်လာခဲ့ုံပါပဲခင်ဗျာ The Witcher Season 2 Episode 8ရဲ့နာမည်ကတော့ family လို့နာမည်ရပြီဆွေတော်တို့ဖွဲ့ကာမွန်ဆီကိုရောက်တဲ့အခါမှာပေးမှန်းပြီးတော့အကုန်လုံးအိရာဝင်ခဲ့ကြပါတယ်နောက်တနေ့မှာတော့ serial လာနိုးလာတဲ့အခါ စင်ထရာအသိမ့်ပိုက်မခံရခင်ညကနန်းတော်မှာကျင်းပခဲ့တဲ့ကာဝဲသပင်စီကိုပြန်လဲရောက်သွားပါတော့လေဇွေလာကအိမ်မက်တင်ပြီးတော့အန်အော်ဒဂျီဖြစ်နေပေမဲ့မောက်ဆက်ကတော့ကာဝဲသွားဖို့နောက်ကျနေလို့ဇွေလာကိုစူပူနေပါတယ်အမြဲတမ်းတောင်းတခဲ့ရတဲ့အတိတ်စီကိုပြန်ရောက်သွားတာကြောင့်မလို့အန်အော်တဝက်ဝမ်းသာတဝက်နဲ့ကာဝဲစီကိုထွက်လာခဲ့ပါတယ်ဒါပေမဲ့တကယ်ပြင်မှာတော့ဇွေလာရဲ့စိတ်ကိုအတိတ်မှာပိတ်လောင်ထားပြီးကိုမာဝင်ပူးနေတဲ့ဗော်လမီယာကကာမွန်မှာရှိတဲ့ဝစ်ချာတွေကိုတယောက်ပြီးတယောက်လိုက်လံတပ်ဖြတ်နေခဲ့ပါတယ် အဲဒီအချိန်ဂေရွန်နဲ့ရန်နီဖာရုကလည်းကာမိုအန်ကိုပြန်လဲရောက်လာခဲ့ပါပြီ။ရန်နီဖာသူ့ရဲ့အမားကြောင့်ဗိုလမီယာရဲ့ညှို့ကွင်းမှာမိသွားခဲ့ပေမယ့်နက်ဆိုးရဲ့တကယ့်ယူရချက်အစစ်မှန်ကတော့စီရွယ်လာပါပြီ။စီရွယ်လာရဲ့မော်စွမ်းတွေကိုထိန်းချုပ်နိုင်အောင်တင်ပြီးဂေရွန်နဲ့နှစ်ယောက်တူကာကွယ်စောင့်ရှောက်ပေးမယ်လို့ပြောလိုက်ပေမယ့်ရန်နီဖာကိုစိတ်ဆိုးနေတဲ့ဂေရွန်ကတယောက်တည်းစောင့်ရှောက်မယ်လို့ပြောရင်းအထက်ကိုဝင်သွားခဲ့တယ်လို့ဗိုလမီယာအပူးခံနေရတဲ့စီရွယ်လာကဗက်စီမီယာကိုတတ်ဖို့အတွက်အခန်းထဲကိုဝင်သွားတဲ့အချိန်ဂေရွန်ရောက်လာကြမလို့ဝေယုံတဲ့နဲ့မိမတယောက်ရောက်လာပြီး တခြားဝေချာတွေကိုတတ်နေလို့သူထွက်ပြေးလာခဲ့တာလို့လုံးချံပြောလိုက်ပါရီဒါပေမဲ့လည်းအထူးလေ့ကျင့်ထားတဲ့ဝေချာကိုတော့လိမ်လို့မရပါဘူးဂေရိုကဗိုလမီယာဘာလို့ဂျင်တာလေးလို့ဒေရူးမေးလိုက်တာကြောင့်မလို့အပူခံထားတဲ့စီဝေလာကဂေရိုရဲ့မျက်နှာကိုဓာတ်နဲ့ချပြီးတော့ထွက်ပြေးသွားပါတော့တယ်ဂေရိုနဲ့စီဝေလာတို့ပြောနေရတယ်ကိုအကုန်ကြားနေရတဲ့ဗက်စီမီရာကလည်းတခြားဝေချာတွေစီသွားကြည့်တဲ့အခါမှာလေဘေးမှာအလီးခံပြီးတော့တင်နေတဲ့ဝေချာတယောက်ကိုတွေ့လိုက်ရပါတယ်ဗဇီမီရောကရာသမျှစီးအကုန်လုံးကိုစုထားပြီးတော့နတ်ဆိုးကိုတိုက်ခိုက်ဖို့လမ်ဘတ်နဲ့ကိုအင်တို့ကိုပြောလိုက်တယ်လို့ တို့ကိုယ်တိုင်ကလည်းစီးရီတောက်ပြီးတော့စီဝေလောက်ရှာဖို့အတွက်ထွက်လာခဲ့ကြပါရီအဲ့လိုနဲ့လမ်းရောက်တဲ့အခါမှာဗက်စီမီရာကလည်း SK လက်ရှိကူးဆက်ခံရတော့ကဂေရိုတက်လိုက်တယ်လို့ပဲအခုအချိန်ကြီးအတူတူဖြစ်နေပြီလို့ပြောလိုက်တာကြောင့်မလို့စီဝေလောက်မတက်ပဲနက်ဆိုဗော်လမီယာပြန်ထွက်လာအောင်လှုပ်ခွင့်ပေးဖို့တောင်းပန်လိုက်တာကြောင့်မလို့ဗက်စီမီရာကလည်းခွင့်ပြုပေးလိုက်ရပါရီဘေးကနေပြီးတော့အကုန်လုံးကြားနေရတဲ့ရန်နီဖာကလည်းစိတ်မကောင်းဖြစ်သွားရင်းနဲ့အိပ်ပျော်နေတဲ့ဂျက်စကီယာကိုအတင်းသွားနှုတ်ပြီးတော့စီဝေလောက်နက်ဆိုအပူကတ်ခံရရကြောင်ပြောကတဝဲကန်ထဲမှာသူ့ကိုလိုက်ကူဖို့ခေါ်လိုက်ပါရီ ကလေးအသက်ခံလိုက်ရလို့ပူဆွေးနေတဲ့ Francesca ကိုလေမြားစီကိုဒါရရောက်ချလာပြီးတော့ Redenia အတွက်တရှို့လုတ်ပေးပူတော့ဝန်ခံလိုက်ရင်းနေသူ့အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ Redenia ဘက်ကကလေးငယ်ကိုတတ်ဖြတ်ဖို့လှုပ်ကြံတာဖြစ်နိုင်တယ်လို့ပြောလိုက်ပါတယ်တောက်ဘူးတကောင်အာနာတိန်နာကလည်းမစီမဆိုင်ကချင်ကရကရင်ချင်းတွေမှာကအညာကလေးတွေပါအသက်ခံနေရသေးပါပဲငါရိုးမှတောက်ဘူးဒီလိုနဲ့မော်ပညာမရှိတော့ Renifa တယောက်ဇန်နက်ခန်းထဲမှာသူကျွမ်းကျင်ရာဈေးဝါဖော်ဆက်တဲ့ပညာနဲ့ဂေရိုးကိုကူညီဖို့အလုပ်ရှုပ်နေခဲ့ပါတယ် ယက်စကီယာတယောက်အေးချင်မှုတူဖြစ်နေတယ်လို့ဗဇက်ကနေလည်းပေါပောက်ဖောက်တယ်လို့မျိုးပြောနေရကြောင်းဇီဝဲလာကိုအရှုပ်စက်တီနဲ့ထဲမိလို့စိတ်ရှုံနေတဲ့ရန်နီဖာကအော်ထဲလိုက်ရင်းနေအမြင်အမားတွေကိုတင့်မဲ့ပေးမဲ့ဂျက်စပါကြောက်တုံးကိုရှာခိုင်းလိုက်တယ်လို့တူကူရန်ကလည်း Golden Oreo စီးရီကိုရှာနေခဲ့ပါတယ်။ဗော်လမီယာလိုမျိုးနက်ဆူးမျိုးကလက်ခံကောင်ရှိမှနေနိုင်တဲ့ကပ်ပါးကောင်မျိုးဖြစ်လို့ Oreo စီးရီနဲ့ဆိုရင်တော့ Cereal စီရနေပြီးတော့ခွဲထုတ်လို့ရနိုင်မှလည်းဖြစ်ပါတယ်။ ။မိစားကောင်အပူကခံနေရတဲ့စီဝေလာကတော့ဒေဆုံမိသားဝချာရီရဲ့ဆွဲရိုးတွေချိတ်ဆွဲဂုံပြူတဲ့တစ်ပင်ကြီးရှိမှာဒါတချောင်းနဲ့ရက်နေခဲ့လို့သူ့ရဲ့စိတ်ထဲမှာတော့တမိုင်းတစ်ပတ်ပြန်ပတ်ပြီးတော့မြင်နေကြမြင်ကွင်းဖြစ်တဲ့စင်ထရာနဲ့ကလန်တီရဲ့အတိတ်အကြောင်းတွေထဲမှာပျော်ရွှင်နေခဲ့ပါရီ။အဲဒီအချိန်စင်ထရာမှာလည်းဂရီဟီယာကမီလီယံပြူအမီဝါလာမှာဖြစ်လို့ပွဲအတွက်ဂျိုတင်ပြင်ဆင်နေကြပါရီ။ဖရန်ဂျီလာက Francesca နဲ့ Fila Ventre အပါဝင်နောက်ငယ်တချို့မြင်းနေခိုးပြီးတော့မြောက်ပိုင်းအောင်ထွက်သွားခဲ့တယ်လို့ လေးတက်ခံရတာကရီဒီနီယာရဲ့လက်ချက်လို့ထင်ပြီးတော့လက်စားချီအောင်သွားတာဖြစ်နိုင်တဲ့အကြောင်းမှာကဟီယာကိုပြောလိုက်ပါရီအဲရောမှာကဟီယာကလည်းအကြံဒီပေါ်သွားပြီးမီလီယံပြူရောက်လာရင်ဖရန်ဂျီလာအတွက်စင်ဂျီပေးဖို့အကြောင်းပြချက်ရပြီလို့ပြန်ပြောလိုက်ပါရီပြီးတော့မှကဟီယာကနက်သငယ်ရဲ့ကလေးကိုသူတို့ကတက်ပြီးတော့ရီဒီနီယာရဲ့တက်တယ်လို့မျိုးဇလန်းဆင်လိုက်တဲ့အတွက်နက်သငယ်တွေကရီဒီနီယာစီကိုစစ်ထီသွားခဲ့တယ်ဆိုတဲ့ဇလန်းတစ်ခုကိုမီလီယံပြူတင်ပြမယ်အကြောင်းရှင်းပြလိုက်ပါရီ အဲ့ဒါပြင်အဲ့ဒါတွေအကုန်လုံးဖရန်ဂျီလာကခေါင်းဆောင်လေးနဲ့စီစဉ်ပြီးတော့စစ်မတိုက်ရပဲနဲ့တငယ်လေးကိုအတုံးချကမြောက်ပိုင်းကိုတင်းယူမဲ့မဟာဖြူဟာတစ်ခုပဲလို့မီလီယံဗျူကိုတင်ပြလိုက်ရင်ဆိုရန်တောင်ကုန်းမှာဆစ်ရှုံးခဲ့တဲ့ကိစ္စကိုခွင်းလွှမှုရနိုင်တဲ့အကြောင်းအသေးစိတ်ရှင်းပြလိုက်ပါရီဖရန်ဂျီလာကလက်မခံခြင်းပေမဲ့အခက်ခဲရောက်နေခြင်းမလို့ဂဟီယာပြောရတိုင်းလက်ခံပေးလိုက်ရပါရီဂါမွန်မှာဝေချာရီကတခန်းဝင်တခန်းထွက်စီဝေလာကိုရှာနေကြပါရီဂုံမြူတပင်ခန်းမာရီမှာစီဝေလာကိုတွေ့သွားခဲ့တဲ့ဂေရိုကတိုင်ယာတန်ကြီးဘာပြန်ပေးရမလဲလို့ဗောလမီယောင်းမေးလိုက်တယ်လို့ ဆွေလောင်ပြန်မင်းတန်ကြီးဖြစ်သူ့တက်ကိုပေးမယ်လို့ထပ်ပြောလိုက်ပါတယ်။အဲ့ချိန်မှာတရားဝတ်ချာတွေကလည်းခမ်းမတွေရောက်လာပြီးတော့အရှိန်အောင်ဝိုင်းထားလိုက်ပါတယ်။ဂျက်စပါကြောင်တုံးကင်ပြီးတော့ခမ်းမတွေဝင်လာတဲ့ဂျက်စကီယာကတိုက်ပွဲဖြစ်တော့မယ့်အခြေအနေမြင်ပြီးတော့ဂျောင်းမာကတ်နေလိုက်ပါတယ်။ဗော်လမီယာကဝတ်ချာတွေများလာတဲ့အတွက်ဆွေလောင်ရဲ့မော်ဆွမ်းကိုယူသုံးပြီးတော့အကြေးအုံမြူတစ်ပင်နှချမ်းကွဲသွားပြီးတော့အထက်ကမွန်နိုလစ်ကြောက်တိုင်တစ်ခုပေါ်လာခဲ့ပါတယ်။အဲ့ဒီတော့မှကာမိုဝမ်မှာမွန်နိုလစ်ကြောက်တိုင်ရှိနေတာသိသွားတဲ့ဗက်စီမီရာကလည်းအံဩသွားပါတော့တယ်။ ဇီဝေလာနောက်တစ်ခေါက်ထပ်အောင်လိုက်တဲ့အခါမှာတော့ကြောက်တိုင်ကအစိမ့်စိမ့်မောမောကွဲထွက်သွားပြီးမိုးဝါတစ်ခုပေါ်လာခဲ့ကမျိုးစိအတင်းနဲ့မိဆာနှကောင်ထပ်ပေါ်လာခဲ့ပါရီ။တရားဝတ်ချာတွေကလည်းဘာမှမစင်းစားတော့ဘဲနဲ့ထွက်လာတဲ့မိဆာတွေကိုတိုက်ခိုက်နေချိန်မှာဖက်ဇီမီဝါနဲ့တရားဝတ်ချာတယောက်ကဇီဝေလာကိုမော်တိုင်းနဲ့အုပ်ထားလိုက်ပါရီ။ဂေရိုကလည်းတိုင်းနဲ့ဝင်ပြီးတော့ဇီဝေလာကိုဘာကြောင့်ဖမ်းတာလဲလို့မေးလိုက်တယ်လို့အဘူကခံထားရတဲ့ဇီဝေလာကသူ့ရဲ့နာကလမ်းမှာဂေရိုပိတ်ရက်နေရလို့ပြောပြီးတော့တိုက်ခိုက်လိုက်တာကြောင့်မလို့ပြန်လေခုခံတိုက်ခိုက်နေပါရီ။ အဲဒီအချိန်မှာမိစားရီရဲ့တိုက်ခိုက်မှုကြောင့်မလို့ဝစ်ချာတယောက်ခေါင်းပြတ်သွားတဲ့အတွက်ဗက်စီမီဝါတို့ကိုကူညီတောင်းနေရကြောင်းဗက်စီမီဝါနဲ့တခြားဝစ်ချာတို့လည်းကူညီဖို့လာခဲ့ချိန်မှာမော်တတိုင်းလည်းပြုတ်သွားခဲ့ပါရီဗက်စီမီဝါတို့ကမိစားရီကိုအသေးအံတိုက်ခိုက်ရင်းနဲ့တခြားဝစ်ချာတယောက်ထပ်ပြီးတော့လက်ပြတ်သွားပါရီဂျက်စကီယာကလည်းခွန်းမှာပုံနေနေကဲတော့ရန်နီဖာမာရာအော်ပြောနေတော့မှာပဲဝစ်ချာတယောက်ထပ်မံပြုတ်ကြတေးဆုံးတော့တွေးလိုက်ရပါရီဗက်စီမီဝါကလည်းသူ့ရဲ့တပည့်ဝစ်ချာတွေတယောက်ပြီးတယောက်တေးသွားတဲ့အတွက်ဒေါ်လာထွက်ပြီးတော့စီဝဲလောက်တက်ဖို့လုပ်ပါရီ ကေရောလည်းဗက်ဇီမီဝါရဲ့ဓာချက်တွေကိုကာကွယ်ရင်းနဲ့မှညံနေမှာပိတ်မိနေတဲ့စီဝဲလာကိုအရှုံးမပေးဘဲခုခံဖို့အော်ပြောလိုက်ပါတယ်။မှညံနေတဲ့မှာပိတ်မိနေရင်တကယ်ဘွားအောင်မိနေတဲ့စီဝဲလာကလည်းကာဝဲထဲမှာပျော်ရွှင်ရင်းနဲ့မောက်ဆက်နဲ့တွဲကနေပါတယ်။ပြီးတော့မှစီဝဲလာကလည်းအခွင့်အရာတော်မှာသူ့ဘွားအကြောင်းမောက်ဆက်ကိုမိနေတော့စီဝဲလာရဲ့နားထဲမှာဂေရောပြောတဲ့အတန်အောင်ကြားလိုက်ရပါတယ်။စီဝဲလာကလည်းအပြင်ကတကယ်ဘွားကိုပြန်ပြီးတော့တတိယလူစစဲအချိန်မှာပဲကာဝဲထဲကလူတွေကမိစ္ဆာလူမျိုးပုံစံတွေဖြစ်သွားခဲ့ပါတယ်။တကယ်တော့မှညံနေအားလုံးကဗိုလမီယာဖန်တီးထားတဲ့အတိုင်းဖြစ်နေရမလို့ မောင်ဆက်စကလေးစီဝေလာစိတ်ပြီးတော့ပြန်မလဲသွားအောင်လို့စီဝေလာရဲ့အဖေနဲ့မိဘပါကာဝဲတွေကိုခေါ်လိုက်ပါလေစီဝေလာကလည်းသူ့ရဲ့မညံနဲ့မှကာဝဲချိန်တုန်းကသူ့ရဲ့မိဘတွေမရှိဘူးဆိုတော့ပါမိသွားပြီးတော့ဝမ်းသာသွားတာကြောင့်မလို့အပြင်လက်တွေ့ဘဝကိုပြန်ပြီးတော့အဆက်အသွယ်ပြန်သွားခဲ့ပါလေအဲ့ဒီအချိန်ရီဒီနီးယားမှာရောက်နေတဲ့ဖရန်ချက်စကာကလည်းရီဒီနီးယားလူမျိုးတွေရဲ့အိမ်တိုင်းကကလေးတွေကိုမှော်ပညာနဲ့တပ်ပစ်လိုက်ပါရောလေကလေးတွေရဲ့မိဘတွေကသူတို့ကလေးတွေရုတ်တရက်တည်သွားတဲ့အတွက်အကုန်လုံးအော်ဟစ်ငိုယိုနေကြပါရောလေ လူတွေရဲ့နာကျင်မှုတွေနဲ့စွမ်းအားတိုးရလာတဲ့ဗော်လမီယာကလေဖရန်ချက်စကာကြောင့်လူတွေနာကျင်တာနဲ့သူ့ရဲ့အစွမ်းတွေပါထပ်မံပြီးတော့တိုးလာခဲ့ပါတယ်။ဒါကြောင့်စီဝေလာရဲ့ကိုမပိုးကန့်နေတဲ့ဗော်လမီယာကလေစွမ်းတိုးလာပြီးမှော်ကားရာတွေကိုရွတ်ကာမိုးဝါတွေကနောက်ထပ်မိဆာတကောင်ကိုထပ်မံထုတ်လိုက်ပါတယ်။အဲဒီနောက်မှာတော့ငကားလိုလိုမွေးလိုလိုမိဆာတကောင်ထွက်လာပြီးတော့ဂေရိုနဲ့ဗက်စီမီဝါတို့ကိုတိုက်ခိုက်နေပါပြီ။ဂေရိုကလည်းမိဆာကိုခမ်းမပြင်ပတ်များခေါ်ပြီးတော့ခေါင်းတစ်ချောင်းခွဲပြစ်ကအောက်ကိုပြစ်ချလိုက်ပါတယ်။အဲဒီအချိန်ရန်နီဖာရောက်လာပြီးတော့ ဗောလမီရာကိုစီဝဲလာစီကနေပြီးတော့ခွဲထုတ်နိုင်တဲ့စီးရီတစ်ခုပေါ်လာတယ်လို့ပြောလိုက်ပါတယ်။ကဲတော့ကလည်းစီဝဲလာစီကိုအမြန်သွားဖို့အတွက်ရန်နီဖာနဲ့အတူတူခမ်းမာရီကိုပြန်ဝင်သွားပါတယ်။ဗက်စီမီရာကလည်းဒေါသအရန်ထွက်နေပြီးတော့စီဝဲလာကိုဓာတ်နဲ့ထိုးလိုက်တဲ့အခါမှာစီဝဲလာရဲ့ဂါရာရွတ်တာရက်သွားပါတော့တယ်။ကဲတော့ကလည်းအမြန်ပြေးလာပြီးတော့ဗက်စီမီရာကိုတားလိုက်ပါတယ်။ဝှစ်ချာရီကမုံတရားအကြောင်းနားမလဲတဲ့ငတုံးလေးလိုလှောင်ပြောင်လိုက်ပါတယ်။အဲဒီတော့မှကဲတော့ကလည်းသူ့ရဲ့ဘေးနားမှာပြုတ်ကျနေတဲ့ဂျက်စပါအကြောင်းတွေ့ပြီးတော့အမန်တရားကိုတေချာစဉ်းစားမိသွားပါတော့တယ်။ပြီးတော့မှကဲတော့က မုန်းတဲ့ဒေါသနဲ့တိုက်ခိုက်လေဗော်လမီယာပို့ပြီးတော့စွမ်းအကြီးလေဖြစ်နေမှာမလို့အကုန်လုံးစိတ်အေးအေးထားပြီးတော့ဒေါသမထွက်ဖို့အော်ပြောလိုက်ပါရီကဲမာရီကလူတွေအားလုံးကစိတ်လျှော့လိုက်လို့ဗော်လမီယာလည်းစွမ်းအားရောကြသွားချိန်မှာဂေရော့ဟာစီဝေလာရဲ့ဝိညာဉ်ကိုအရှုံးမပေးဘဲတကယ်ဘောကိုပြန်မှတ်မိဖို့အတွက်အော်ပြောလိုက်ပါရီဗော်လမီယာကလည်းအားနေနေရကြမလို့သူဖန်တီးထားတဲ့စီဝေလာရဲ့မှတ်ဉာဏ်ပုံရိပ်တွေကလှုပ်လှုပ်ရှားရှားဖြစ်လာပါရီစီဝေလာကလည်းတကယ်အပြင်ဘောကိုပြန်ပြီးတော့တတိယရှင်တို့လိုဖြစ်နေရကြမလို့စီဝေလာရဲ့မိပါဗက်တာကဒုံးနဲ့တူတူနေဖို့အတွက်စီဝေလာကိုထပ်ပြီးတော့မြှူစေပါရီ စီဝေလောင်ကလည်းချီတုံချတုံနဲ့ဇဝေဇဝါရီဖြစ်ရင်နောက်ဆုံးမှာတော့တဘောအလုံးမိဘမြစ်တာငတ်လာခဲ့တာကြောင့်မလို့မိဘအိမ်နဲ့မခွဲဘဲနဲ့အတူတူနေမယ်လို့ဆုံးဖြတ်လိုက်တဲ့တော့မညံလောင်ရင်ထဲမှာပြန်ပြီးတော့ပြိမိသွားခဲ့ပါပြီ။ဗော်လမီရာကမပြတ်မသားဖြစ်နေတဲ့စီဝေလာရဲ့ဝိညာဉ်ကိုလှည့်စားလိုက်နေတာကြောင့်မလို့စီဝေလာကသူနဲ့ခွဲမရတော့ဘူးလို့ဂေရောပြောလိုက်ပါလေ။ဂေရောကလည်းစီဝေလာကိုကယ်တင်လို့မရတော့ဘူးလို့တွေးပြီးတော့အဆုံးသက်ပြဖို့ဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်မှာရန်နီဖာကသူ့ဖော်လာတဲ့စီပလင်းကိုပြစ်ခွဲလိုက်ပါလေ။ ပြီးတော့မှဗိုလမီယာကိုစီဝဲလာစီကခွဲထုတ်လို့မရရင်လူပြောင်းပြီးတော့လက်ခံထားမယ်လို့ဂေရိုရှင်းပြကရနီဖာလေသူ့ရဲ့လက်ကောက်ဝက်ကိုသူ့ဟာသာသူပလင်းခွဲနဲ့လီးဖြတ်လိုက်ပါတော့တယ်နောက်တော့ဗိုလမီယာကိုဆင့်ခေါ်တဲ့ဂါရာကိုရွတ်ပြီးတော့သူ့ရဲ့ကိုယ်တွေကိုပြောင်းထည့်လိုက်ပါတယ်ဗိုလမီယာနဆိုးကလည်းဆင့်ခေါ်သူရှီယာစီကိုတဖြည်းဖြည်းပြောင်းသွားခဲ့ရပါတော့တယ်အဲတော့မှစီဝဲလာကလည်းသူ့ရဲ့ပဝင်းချင်းကပုံရိပ်တွေအားလုံးကပြာရီလူမျိုးပျောက်ကွယ်သွားတာကိုမြင်ပြီးတော့တကယ်ဘဝကိုပြန်သတိရသွားပါတော့တယ် အဲဒါကြောင့်စီရီလာကလည်းနောက်တစ်ခါသူ့ရဲ့မိဘတွေပြာဖြစ်သွားတာကြည့်ရင်းနဲ့တကယ်ဘဝစီကိုပြန်လည်ရောက်လာခဲ့ပါတယ်။ဗိုလ်လမီယာထွက်သွားတာနဲ့ဂေရိုလည်းစီရီလာကိုပွေထားရင်းနဲ့အားပေးစကားတွေပြောနေပါတယ်။စီရီလာကလည်းတတိယအချင်းမှာအပြင်မှာဖြစ်ပျက်နေရတွေကိုအံ့ဩတကြီးနဲ့ကြည့်နေပါတယ်။ဂေရိုကလည်းဗိုလ်လမီယာနဆိုးကတခြားကဘာလာတဲ့မိစားဆိုတာတီးသွားတာကြောင့်မိုနိုလစ်ကြောက်တိုင်တကားကိုပြန်ဖွင့်ပြီးမိစားကိုအထက်ကိုပြန်ပို့ဖို့စီရီလာကိုပြောလိုက်ပါတယ်။စီရီလာကလည်းရန်နီဖာတင်ပေးမှုတဲ့ဂါရာကိုတတိယပြီးကြောက်တိုင်ကိုအာယုံပြုတ်က ဘဝတစ်ခုကိုဖွင့်လိုက်ပါရီဘဝပွင့်သွားတဲ့အခါမှာဗိုလမီယာပူးနေတဲ့ရန်နီဖာနဲ့ဇီဝဲလာကိုဘဝကအတင်းဆွဲခေါ်နေရကြောင်းမလို့ဂေရော့ကလည်းနှစ်ယောက်စလုံးကိုဆွဲထားလိုက်ရင်းနဲ့သုံးယောက်စလုံးပါပွားခဲ့ပါတော့တယ်ဘဝရဲ့ရောက်သွားတဲ့အခါကျမှတခြားကဘာတစ်ခုစီကိုရောက်သွားပြီးရန်နီဖာကိုရီးယားဗိုလမီယာကလည်းထွက်သွားပါတော့တယ်အဲတော့မှဗိုလမီယာကကဘာဖြတ်အမဲလိုက်မုတ်ဆိုးရဲ့ခေါင်းဆောင်ဖြစ်နေပြီးသူ့ရဲ့စစ်တီရော်ကြီးနဲ့အတူတူဂေရော့တို့ကိုတိုက်ခိုက်ဖို့မြင်းစည်းလာနေခဲ့ပါတယ်ဇီဝဲလာကိုလည်းခေအော့စ်ရဲ့တမီးတော်ဟာသူတို့အပိုင်ဖြစ်နေလို့သူတို့နဲ့အတူတူနေရမယ်လို့ပြောလိုက်ပါတယ် ကဲတော့လေစီဝေလာတယောက်ပဲအားကိုးရှိတာမလို့တခုခုလှုပ်ဖို့စီဝေလာကပြောလိုက်ပါရီစီဝေလာကလည်းဂဲရောနဲ့ရန်နီဖာရူရဲ့လက်ကိုတင်းတင်းဆုပ်ကိုင်ပြီးတော့အာယုံပြုလိုက်တဲ့ခါမှာဒုံယောက်စလုံးကကာမိုဟန်စီကိုပြန်လဲရောက်လာခဲ့ပါပြီကာမိုဟန်စီကိုဂဲရောကိုပြန်ရောက်လာတဲ့အချိန်မှာတော့တခြားအသက်ရှင်ကျန်ရင်းနေတဲ့ဝူချာတွေကလည်းဒိုင်ယာကိုစီနဲ့လဲနေကြပါရီရန်နီဖာလည်းသူ့ရဲ့မော်စွမ်းတွေပြန်လဲရလာပြီလို့ခံစားနေရအကြောင်းမလို့ကိုဝင်ရဲ့ဒိုင်ယာကိုမော်ဂါရာနဲ့ကုကြည့်တဲ့ခါမှာတော့အဲပြန်ပြီးတော့ကောင်းသွားတော့တွေ့လိုက်ရပါတယ် အဲဒါကြောင့် Randy Farr လည်းသူ့ရဲ့မော်ပညာတွေကိုပြန်ရသွားခဲ့တာတေချာသွားပြီးတော့ဒီတခြားဝစ်ချာတွေကိုလည်းဆေးလိုက်ပြီးတော့ကူပေးနေခဲ့ပါတယ်။ Sirela နဲ့ Jesky Yaro ကလည်း Randy Farr ကိုကိုဝစ်ချာတွေကိုတွဲခေါ်သွားခဲ့ပါတယ်။ Vasimira ကလည်းဂေရိုကိုမယုံကြည်ပဲ Sirela ကိုဓာတ်နဲ့ထိုးမိတာတောင်းပန်ကြောင်ပြောလိုက်ပါတယ်။ဂေရိုကလည်းသူတို့ရောက်သွားတာကတခြားကဘာတစ်ခုဖြစ်ပြီးတော့ကဘာဖြတ်အမဲလိုက်မိုးဆိုးတွေနဲ့ဆုံခဲ့ရတဲ့အတွက်ကဘာကြီးအတွက်အန်နီပူကြီးလာပြီးလို့ပြောလိုက်ပါတယ်။ Vasimira ကလည်းသူတို့ဝစ်ချာအတွက် CE နဲ့ရိတ်ခါပို့ပြီးတော့စူးရမယ်လို့ပြန်ပြောတဲ့ခါမှာ ဲတော့လေသူနဲ့စီဝေလာတို့ကဂါမိုဝမ်မှာဆက်မနေပဲခီးဆက်သွားနေရမယ်ကြောင်ပြန်ပြောလိုက်ပါ रे ဗက်စီမီရာကလေသူစီဝေလာကိုဓာတ်နဲ့ထိုးပြီးလို့ဂဲတော့စိတ်ဆိုးပြီးတော့ထွက်သွားမယ်ထင်ကထပ်ပြီးတော့တောင်းပန်လိုက်ပါ रे ဒါပေမဲ့ဂဲတော့တို့ကသူတို့ထွက်သွားမယ်ကိစ္စကအဲ့ဒါနဲ့မဆိုင်မင်းနေစီဝေလာကတခြားကဘာကိုဖွင့်နိုင်တဲ့တော့ချက်ဖြစ်နေလို့မော်စီယာရင်းနဲ့ဘီနီတာတည်ရင်စီဝေလာကိုအပိုင်ရဖို့အကုန်လုံးကြိုးစားကြမှာဖြစ်လို့တနေရာတွေမှာမနေဘဲနဲ့ရှောက်သွားနေရမယ်ကြောင်ရှင်းပြလိုက်ပါ रे နောက်တစ်ခါမှာတော့ရီဒူဆာမှာမြောက်ပိုင်းတိုင်းပြည်ဘီနီနဲ့ထက်စီရာကအစည်းအဝေးတစ်ခုလုပ်လိုက်ပြီး ။ရီဒေးနီးယားကစင်ထရယ်အပိုင်သိမ်းမှုစီရီလာကိုရှာနေတဲ့အကြောင်းထက်စီရာပြောလိုက်ပါရီ။ဘင်ဖိုတက်စ်ကလည်းရီဒေးနီးယားသာစင်ထရယ်ရသွားရင်သူတို့အကုန်လုံးရီဒေးနီးယားလက်အောက်ခံဖြစ်လာနိုင်တာအကြောင်းမလို့တားဆီးရမယ်ကြောင်းပြောကစုငွေထုတ်ပြီးဖမ်းမယ်လို့သူ့ရဲ့ယူရချက်ကိုရှင်းပြလိုက်ပါရီ။တခြားဘယင်းမတယောက်ကလည်းစီရီလာကိုရှာပြီးတော့ဖမ်းမနေဘဲနဲ့သူ့ရဲ့နေရာမှာရင်တပ်ပစ်လိုက်မယ်ဆိုရင်ကိစ္စပိုအေးနိုင်ကြောင်ပြောတဲ့အခါမှာထက်စီရာကလည်းစီရီလာနဲ့အပေါင်းအပါအားလုံးကိုစုငွေထုတ်တင်ကြောင်ပြောလိုက်ပါရီ။ဂျန်နဲ့ဘယင်းအားလုံးကလည်းလက်ခံသွားခဲ့တာကြောင့်မလို့အစည်းအဝေးကိုပိတ်သိမ်းလိုက်ပါပြီ တပတ်မှလည်း Renas ကို Witcher စီးရီကြောင့်မျက်နှာတစ်ချမ်းပြတ်သွားတဲ့ Lydia ကသူ့ရဲ့အလုပ်ရှင်နဲ့ပေးတွေ့လိုက်ပါတယ်။ Renas ကလည်းဝေယုံတဲ့လူကို Nefgar ရောနတ်ငယ်ရီရောစစ်ပွဲတွေအတွက်သွေးဆူနေကြအကြောင်းမြောက်ပိုင်းနေတဲ့စစ်ကြီးတွေထပ်ပစ်လာနိုင်တဲ့အကြောင်းပြောပြလိုက်ပါတယ်။ပြီးတော့မှဒါရီအကုံလုံးရဲ့အဓိကအကြောင်းကတခြားကဘာရီရဲ့တော့ချက်ပိုင်းရှင်စီဝေလာကြောင့်ဖြစ်နေတဲ့အတွက်ဖမ်းဖို့အကြံပေးလိုက်ပါတယ်။လေဒီရောလေသူ့ရဲ့အမားကြောင့်အရင်အခောက်တရာကြာရှုံးခဲ့ရပေမဲ့ဒီတစ်ခါတော့စိတ်မပြည့်စေရပါဘူးလို့ဝေယုံတဲ့လူကိုဂရီပေးလိုက်ပါရီ တပတ်မှလေရီဒီနီယာကလေးကိုပြန်တက်ပြီးထွက်လာခဲ့တဲ့နေတငယ်တွေကတောအုပ်ထဲမှာစကန်းချနေတော့အစ်ရစ်ကိုနေတငယ်တချို့ကဖမ်းမိလာခဲ့ပါတယ်။အစ်ရစ်ကလေ၊ "तू ကမော်စီယာတယောက်ဖြစ်ကြောင်ရှင်းပြပြီးစီရီလာဆိုရဲစင်ထရာမင်းသမီးကြောင့်ပဲနက်ဖကာတွေကစင်ထရာကိုသိမ်းပိုက်ခဲ့တာဖြစ်ကြောင်ပြောလိုက်ပါတယ်။ပြီးတော့မှနက်ဖကာတွေကနေတငယ်တွေကိုလေ့ကျင့်ပေးနေရတဲ့အဓိကအကြောင်းရင်းကစီရီလာကိုဖမ်းမိဖို့လို့ထပ်ပြောလိုက်ပါတယ်။ဖီလာဗန်ထရီကလေသူတို့နဲ့မဆိုင်တဲ့ကိစ္စတွေလာပြောနေလို့ပြောပြီးတော့ချုပ်ထားလိုက်ဖို့အမိန်ပေးလိုက်ပါတယ်။နေတငယ်စစ်တီတွေအစ်ရစ်ကိုပြန်ခေါ်သွားတဲ့အခါမှာ ဇီဝဲလာဆိုတာကတခြားသူမဟုတ်ဘဲနဲ့ဟန်ဂျဂေရာလို့ခေါ်တဲ့ရှီအောင်တဲ့ငယ်မျိုးရိုးဖြစ်တဲ့ပြည်အီတလင်းရဲ့ဟော်ဂိန်းတွေကနေတငယ်အတွက်လွတ်လပ်ခြင်းအလင်းရောင်လက်နက်ဖြစ်တဲ့အကြောင်းရှင်းပြလိုက်ပါတယ်အဲဒါမှဖရန်ချက်စကာကလည်းအီတလင်းရဲ့ဟော်ဂိန်းတွေမှာရှီနေတငယ်သူရဲကောင်းတစ်ယောက်ပေါ်လာမှနေတငယ်မျိုးနဲ့အကုန်လုံးလွတ်လပ်ငြိမ်းချမ်းမယ်ဆိုတဲ့ဟော်ဂိန်းကြောင်းဗီလာဗန်ထရီကိုရှင်းပြလိုက်ပါတယ်အဲဒီအချိန်မှာနေတငယ်တွေပြောနေတာကိုနားထောင်နေတဲ့တစ်ပင်ဘောကလင်းယုံငှက်တကောင်ပြန်ထွက်သွားခဲ့ပါတယ်အဲဒီတော့လင်းယုံငတ်ကရီဒီနီယာကဒစ်ရာစီကိုရောက်သွားပြီးတော့မိမတယောက်ပုံစံအဖြစ်ပြောင်းသွားခဲ့ပါတယ် ဒေးဒရာကလည်းအမျိုးသမီးကိုဖိလစ်ပါလို့ခေါ်လိုက်ပြီးတော့ဗာရင်းကြားသေးတယ်လို့မေးလိုက်ပါတယ်ဖိလစ်ပါကစီဝဲလာအကြောင်းသတင်းတွေပြန်သွားပြီဖြစ်လို့သူတို့အရင်ဆုံးဦးအောင်စူးစမ်းရတော့မေးလို့ပြောလိုက်ပါတယ်ဒေးဒရာကလည်းတချင်းတဲ့ဂျက်စကီယာကိုသူ့စီကိုခေါ်လာဖို့ဖိလစ်ပါကိုပြောလိုက်ပါတယ်ကာမွန်မှာလည်းဂေရော့ကရန်နီဖိုင်ရဲ့မော်ဆွမ်းတွေပြန်ရသွားတဲ့အတွက်သူနဲ့တူတူလိုက်လာပြီးတော့စီဝဲလာကိုလေ့ကျင့်ပေးဖို့ပြောလိုက်ပါတယ်ရန်နီဖိုင်လည်းသူ့ရဲ့အမားတစ်ခုအတွက်နောင်နာရနေပြီမလို့နောက်တစ်ခေါက်ဆိုတာဘယ်တော့မှမရှိတော့အောင်စူးစမ်းမေးလို့ပြောလိုက်ပြီးတော့ ကဲတော့နေအရင်လိုပဲပြန်နေလို့ရမလားဆိုပြီးတော့မေးလိုက်ပါတယ်။ကဲတော့ကလည်း Renifar ကိုခွင့်မလုပ်သေးဘူးလို့ပြောပြီးတော့ Sirela ရဲ့ကိစ္စအရင်ကူညီပေးရမယ်လို့ပြောလိုက်ပါတယ်။အဲနောက်တော့အပြင်ထွက်လာခဲ့ပြီးတော့ Sirela ကိုခေါ်လိုက်ပါတယ်။ Sirela ကလည်းသူကိုယ်တိုင်တော့မှမသိလိုက်ပဲဖြစ်ချင်ရည်ဖြစ်နေလို့စိတ်ရှုပ်ပြီးတော့ပင်မနေပြီလို့ပြောလိုက်ပါတယ်။ကဲတော့ကလည်းအားပေးစကားပြောပြီး Sirela ကတခြားကဘာအတွက်တော့ချက်ဖြစ်နေတဲ့အကြောင်း Navgaria ဘလို့သိရလဲဆိုတာစုံစမ်းရမယ်လို့ပြောပါတယ်။နောက်တနေ့မှာတော့ Zentra Nanosi Million Few Acre ရောက်လာပြီးပလေမော်တက်ဖို့လမ်းလျှောက်လာနေပါတယ်။ ဖရန်ဂျီလာနဲ့ကဟီရွာတို့ကလည်းအနောက်ကလိုက်လာရင်သူတို့ဂျိုဒင်စီစဉ်ထားတဲ့အတိုင်းနတ်ငယ်ကြီးရဲ့ကလေးတွေကိုသူတို့ကတတ်ပြီးတော့မြောက်ပိုင်းနဲ့စစ်တိုက်ခိုင်းလိုက်တယ်လို့လိမ်ပြောလိုက်ပါတယ်။အဲဒီတော့မှမီလန်ဖြူကဖရန်ဂျီလာနဲ့ကဟီရွာတို့ကိုဆက်ယုံကြည်လို့မရတော့ဘူးလို့ပြောပြီးတော့ကလေးကိုတကယ်တတ်ခိုင်းတဲ့သူကတူးဆိုတာပြောပြလိုက်ပါတယ်။အဲဒီနောက်တော့မီလန်ဖြူကလည်းသူလုံနေရတဲ့အကောင်လုံးကသူသမီးစီဝဲလာကိုပြန်ရဖို့ရွေချက်တစ်ခုတည်းလို့ပြောပြီးတော့မျက်နှာလှည့်ပြလိုက်တော့မှမီလီယံဗျူးဆိုတာကစီရယ်လာရဲ့အဖေဒူနီဖြစ်နေရအောင်တွေးလိုက်ရပါတော့လေ။ ဒူနီယားလည်းသူ့ကိုယ်သူမီလီယံဗျူအမီရာအဖြစ်ဘွဲခံပြီးတော့အေဂရစ်ဘဝနဲ့သူ့သမီးကိုလိုက်ရှာနေရတဲ့အကြောင်းပြောပြီးဖရန်ဂျီလာတို့ကိုဖမ်းချုပ်ခိုင်းလိုက်ရင်းနဲ့ဇလန်တပိုင်းလည်းပြီးဆုံးသွားခဲ့ပါတော့ဒီဟုတ်ကဲ့ပါခင်ဗျာအဲကျွန်တော်တော့ဆိုလို့ရှိရင်တော့ဝစ်ချာကိုကျွန်တော်တင်ပေးခဲ့တာစီဇန်တစ်ခုရှိသွားပြီဖြစ်ပါတယ်ခင်ဗျာအနောက်မှာလည်းကျွန်တော်စီဇန်3ထပ်ပြီးတော့တင်ပေးပါအောင်မယ်အကြောင်းလည်းဆောင်မြော်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာအားပေးကြည့်ရှုခဲ့ကြတဲ့ပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံတော်မူကြပါစေလို့ ZD4 ရဲ့ဝိုင်းတော်သားများကဆုမွန်ကောင်းများတောင်းမိလိုက်ရပါတယ်ခင်ဗျာ အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတူပင်တင်ရှိပါရီ။